မြန်မာတနိုင်ကလုံးကို အပီလာ23ရက်နေ့နေ့လယ်12နာရီမှာမလင်းကြီးလာမင်းဆိုပြီးတော့စိတ်ဒုက္ခမြမျိုးပြီးသွားတယ်တစ်တော့အောက်ပိုင်းရှင်ဂျွန်ဖာမစ်ရီကိုအခုစစ်ကောင်စီကဘယ်သူလဲဆိုတာအတိအကျကိုစုံစမ်းပြီးတော့ဖမ်းဆီးစစ်ဆေးနေပြီလို့သိရပါတယ်အခုပြီးဂျွန်ဖာမစ်ရီရဲ့ရုပ်ပုံတွေရောသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပုဒ်ကအကောင့်တွေရောအကုန်လုံးပြန့်နှံ့လာခဲ့ပြီလေဖြစ်ပါတယ် ဂျွန်ပါမစ်ရီယာအသက်ငယ်လေးပဲရှိပါသေးတယ်အသက်29နှစ်အရွယ်ပါတောင်ကြီးစာတီဖြစ်ပြီးတော့ရောင်မျိုးမှာမကြာခဏလာနေလေးရှိပါရီအသက်ငယ်ငယ်လေးနဲ့အခုလိုမျိုးတနိုင်ကန်လုံးကိုဒုက္ခပေးနိုင်တာကအင်မတန်မှအချီးကျူးဖို့ကောင်းနေပါပြီဟိုကင်းလေးတစ်ခုမှန်လိုက်တာနဲ့တိုက်ဆိုင်လိုက်တာနဲ့တနိုင်ကန်လုံးကိုဒုက္ခပေးနိုင်တာသူပဲရှိပါရီအခုတော့ဂျွန်ပါမစ်ရီကိုစစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေပြီးတော့ တမောဝ BNDA စီမံခန့်ခွဲမှုဆိုင်ရာဥပဒေနဲ့ဂျွန်ဖာမစ်ရီကိုပြည်တံအကြီးကြီးမမပြီးသွားမှာဖြစ်ပြီးတော့ပတ်ဆိုင်ရော်ရရင်တော့သိန်းနေရာအထက်မှာရှိတယ်လို့ကြားသိရပါရီမြန်မာပြည်သူတွေကတော့လောလောဆယ်မှာနောက်စက်တင်ခလင်ပေါင်းများစွာဂျုံနေရဆဲဖြစ်ပြီးတော့အခုချိန်ဒီစိတ်အေဂျင့်လို့မရသေးပါဘူးနောက်ထပ်လည်းဘယ်လိုမျိုးတမောဝ BNDA ဂျုံရအောင်မလဲမသိဘူးမြန်မာနိုင်ငံမှာတော့တကယ်ကိုငရေချတယ်လို့ပါပဲမြန်မာပြည်ကြီးဟာကမ္ဘာမှာအဆိုးရွားဆုံးကံအဆိုးဆုံးနိုင်ငံဖြစ် ခုချိန်မှာရက်တီလေးရှိနေတာကိုလည်းတွေ့ရပါရဗျာ